ကနေ့ခေတ်မှာလည်းလူတွေမျက်စိလဲစရာရှိတယ်ပေါ့မကောင်းတာလုပ်တဲ့လူတွေကြီးပွားနေတယ်ကောင်းတာလုပ်တဲ့လူတွေကမွဲနေတယ်ကြီးပွားခြင်းမွဲခြင်းဟာတခြားအကြောင်းရှိတယ်တိုးတော့အဲ့ဒီအကြောင်းကိုမသိဘဲနဲ့ကောင်းတာလုပ်လို့မွဲတယ်မကောင်းတာလုပ်လို့ချမ်းသာတယ်လို့အမြင်ဆောင်းသွားတဲ့လူတွေလည်းရှိတယ်တကယ်ကတော့သဘာဝတရားဆိုတာကောင်းတာလုပ်ရင် ကောင်းတဲ့အလုပ်သည်ကောင်းကျိုးကိုပဲပေးမှာဖြစ်တယ်။မကောင်းတဲ့အလုပ်သည်မကောင်းကျိုးကိုပေးမယ်။သို့သောကံတရားရဲ့အကျိုးပေးမှုဟာအခုလို့အခုမဟုတ်ဘူး။မှန်ပါဗျာ။ငြိုသည်စားလိုက်မယ်ဆိုရင်အခုစားအခုဆက်တယ်မဟုတ်လား။မှန်ပါဗျာ။ကံကအဲ့ဒါလို့မဟုတ်ဘူး။မှန်ပါဗျာ။ငြိုသည်နဲ့မတူဘူး။ထုံးအိုးတဲ့အခုလက်၌လက်ဖြူသွားမယ်။ ော်ကတ္တရာဘုံနဲ့ခုလက်နိုင်ခုလက်မဲသွားမယ်အဲ့ဒါနဲ့မတူဘူးကံကြတော့ဘာနဲ့တူတော့ဆိုတိပင်းဆိုင်တာနဲ့တော့တူပြတိပင်းဆိုင်တာကြတော့တရေပင်လေးတပင်းဆိုင်တဲ့ထားကနေဆိုင်လက်ဖြံပေါက်တပည့်ခတဲ့သီစာလို့မြောက်အချိန်တစ်ခုဆောင်းကန္တရာဟာဒီတိုင်းပဲ အဲ့လိုအချိန်တစ်ခုစောင့်ပြီးတော့မှတိပိမြာသည် အချိန်တန်မှအသီးသီးတလို့ကံတရားဟာလေကိုယ်ရင်နဲ့ရောက်သွားရင်တဖြည်းဖြည်းယဉ်လာပြီးတဲ့အခါမှာရှင်းကျက်လာပြီးတဲ့နောက်မှာသူကအကျိုးဖြစ်ပေါ်စေတာဖြစ်တယ်။ထမင်းချက်ထတောင်မှအခုချက်အခုစားလုံးဝမရသေးတာစောင့်ရအောင်မှာပေါ့အမြန်ဆုံး3မိနစ်စောင့်ဆိုတာကြားဘူးကြတယ်မဟုတ်လား နော်ထမင်းစားကြည့်ရင်တောင်မှ3မိနစ်ဆိုပြောကြသေးတယ်မဟုတ်လားအနည်းဆုံးတော့စောင့်အောင်ပါပဲအဲ့လောက်ကန္တရာဆိုဒီမှာအခုလို့အခုမကြုံပေးဘူးနော်အခုကြုံပေးပြီမျိုးစိတ်လိုပဲသူကအကျိုးမပေးတော့အပိုင်းသုံးပိုင်းနဲ့ကန္တရာကအကျိုးထုတ်လို့တာဖြစ်တယ် တို့ရဲ့ယင်ထဲမှာဖြစ်သွားတဲ့စေရနာဇောတွေဟာပထမဆုံးဖြစ်တဲ့စေရနာဇောရဲ့စွမ်းအားကအလွန်ကြီးမကြီးသည့်အတွက်ကြောင့်အကျိုးပေးစရာရှိရင်ဒီဘဝအတွင်းမှာပဲအကျိုးပေးသွားအဲ့ဒါကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်။အဲ့ဒီတဲ့အင်အားကောင်းတဲ့တတမဇောလို့ခေါ်တယ်။ နောက်ဆုံးအဆင့်မှာရောက်တဲ့အင်အားပြည့်တဲ့ကံကြတော့ဒုတိယဘဝမှာကျုပ်ပြီးတဲ့သူစောင့်ရမယ်တည်တည်ဤချမ်းမဲ့ထီအောင်စောင့်အောင်မယ်သူခွချက်ချင်းကျုံပေးဘူးခွချက်ချင်းကျုပ်ပြီးတဲ့ကံဒီဘဝကြီးအပြောင်းလဲဖြစ်တော့အောင်တော့မလုပ်နိုင်အပြောင်းလဲဖြစ်တော့အောင်မလုပ်နိုင်ဒေတာဓမ္မဝိရဏိယကံကတလောက်အာမကောင်းဥပပိစ္ဆဝိရဏိယကံကြတော့ မျက်စိလေးနှလုံးမိတ်ပြီးတည်တည်ချမယ်သူကြုတ်ပြီအပရာပရိယဝေရဏိယကံအပရာပရိယဝေရဏိယကံကြတော့တတိယဘဝလောကစာပြီးတန်တရာထဲမှာရှိနေတဲ့မြတ်ကလပလုံးအခွင့်တရင်ကြုတ်ပေးတယ်ခွင့်မတရင်ကြုံပေးတယ်ကံကိုသုံးမျိုးသုံးစားခွဲပြီးတော့တို့အကျိုးပေးမဲ့အနေထားတစ်ခုကွက်ပြသွားတယ် တစ်ပင်တစ်ပင်ကအသီးသီးတဲ့အခါမှာသုံးမျိုးခွဲကြည့်လိုက်ပေါ့တချို့အသီးကနုနုနဲ့ကျွေသွားတာအောင်ရှိတယ်နုနုနဲ့ကျွေသွားတယ်တချို့အသီးကမမှဲ့သေးခင်ကျွေသွားတချို့အသီးကမှဲ့ပြီးမှကျွေသွားအဲ့ဒါလိုပဲကန္တရာဟာလည်းပဲလူတွေရဲ့ယဉ်ထဲမှာလောက်တာအခုလို့အခုကြိုးပေးတာမရှိဘူးเนาะ အဲ့ဒါကြောင့်မို့လူတွေဟာကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတာလုပ်လဲဆိုတာမဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ခုပေါ်လာတယ်အဲ့ဒီအတွေးဟာဒီအသိပညာမလုံလောက်သေးတဲ့အတွက်ကြောင့်ညှို့မှန်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဒီလိုအတွေးမျိုးကိုတွေးမိတာပဲဖြစ်တယ်ကံမပြောနဲ့ဝန်ုပ်စေးတောင်းရင်အခုတောင်းအခုဝန်သွားလား တိုင်းတာတစ်ခုတော့ဆောင်အောင်သေးတယ်နော်ဆေးလဲအခုတော့အခုရတာမဟုတ်ဘူးကံတရားကလည်းအခုလို့အခုမဖြစ်ဘူးအကယ်၍အခုလို့အခုဖြစ်မဲ့ဆိုရင်မကောင်းတဲ့ကံဘယ်သူလုပ်ရဲမလဲအပေကြမဲ့ကံဆိုချက်ချင်းအပေကြတော့မှသူကြောက်တာပေါ့ကောင်းတာလို့ရင်လည်းအခုချက်ချင်းနတ်ကြီးဖြစ်သွားမှာဆိုရင်လည်းလောက်ကြမှာပေါ့နော်အဲ့တော့ကံရဲ့သဘောတရားဟာ ကံတခုက အကျိုးပေးနေတဲ့အချိန်မှာဈာဖြတ်ပြီးတော့ရုပ်တည်းဝင်ရောက်နိုင်ခြင်းမရှိသေးဘူးဈာဖြတ်ပြီးတော့ဝင်ရောက်လာရင်တော့ဥပိ္ပစေတကကံလို့ခေါ်တယ်နော်အင်အားအလွန်ကြီးမားလာရင်တော့ဈာဖြတ်ပြီးတော့ဝင်ရောက်လာတတ်သေးတယ်ကံဆိုတော့ဘာပဲဖြစ်ဖြစ်ကံတရားရဲ့သဘောတရားကိုနားလည်ပြီး ငါတို့ဒီကောင်းတာလုပ်ရင် ကောင်းကျိုးချမ်းသာကို အမွေခံရမှာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အမွေကိုခံရမယ်တမန်အဖြစ်ထင်ရှားအောင် ပြောပြမယ်ဆိုရင်ခဏခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့မျက်နှာသည်ပြုံးလို့ရဲလို့မရတဲ့မျက်နှမျိုးကြီးဖြစ်နေတာတဲ့သူ့ကြည့်လိုက်လို့ရှင်เนาะ ချိုးမပြေးတယ်မျက်နှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ तू ကခဏခဏစိတ်ဆိုးတာစိတ်ဆိုးတဲ့ကကိုယ့်ကိုမှန်းနေချီချီတာဘလို့ပုံစံနှုံးဆိုတာ။သူ့မို့စိတ်ဆိုးနေတော့ဓာတ်ပုံလေးရိုက်ခိုင်းတာ။အဲ့လိုကြည့်လိုက်ရင်စိတ်ဆိုးနေတဲ့လူတယောက်ဒီရုပ်ဆင်းလှပတော့လည်းပဲစုပုတ်နေတဲ့မျက်နှာကြီးကဘလို့လုံးပြီးတော့အဆင်ပြေမလို့ စိတ်ဆိုးပါများလို့ရှင်အဲ့ဒီမျက်နှာပုံကြီးကအကျော်တည်သွားသလိုဖြစ်ပြီးမွေးတိုင်းမွေးတိုင်းအဲ့ဒီမျက်နှာမျိုးကြီးနဲ့ဖြစ်တတ်တယ်ဒါကံရဲ့အကျိုးတရားပဲဒါအပေါ်ဆုံးလေးကိုပြပြနော်ပေါ်တာလေးကိုပြပြအဲ့ဒါလိုမဟုတ်ပဲနဲ့မေတ္တာထားပြီးလူတကာနဲ့ဆက်ဆံရေးပြည့်ပြည့်တယ်ဘယ်သူမှမုန်းတိတဲ့စိတ်တွေမရှိဘူး မေတ္တာရှိတယ်ကျင်နာရှိတယ်ဆက်ဆံနိုင်ဟာပြုံးရွှင်နေမျက်နာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဖြစ်ရဘောမှာရှုပ်ချောတဲ့စင်နာပဲဒီအမျိုးရဘာလို့လို့ဆိုရင် तू လောက်ကလေးကသူကပြုံးပြုံးရွှင်ရွှင်နေတာဟုတ်အဲ့ဒါထင်ရှားတာတခုပြောပြတာအခုဘဝမှာစာမသိင်ပြီမသိင်လိမ့်လာဖတ်ရှုခြင်းမရှိလို့ပြင်းပြီးတော့ ဆာဇာနေဇာဝိဇာလောက်တင်လှုပ်ပြီးတဲ့အခါမှာအပြင်းထူနေတဲ့ပုဂ္ဂိုလ်သည်ဒီဘဝမှာလည်းဘာမှအတိညာမရသည့်အရာဘူးနောက်ဘဝကျတော့လည်းနလပိန်တုံးဆိုဖြစ်တယ်နော်ပညာမဲတဲ့ပုဂ္ဂိုလ်ဖြစ်တာဘာမှမမသိတာနော်ဘာမှမသိဘူးဆိုရင်စဉ်းစားကြည့်လေဗကမျိုးမနေတဲ့လူတွေ ပကံသမိုင်းကို အကုန်လုံးသိကြရဲ့လားလို့မေးချင်တယ်။ဟုတ်ဘာလို့မသိတာ။မလေးလာဘူးစိတ်မဝင်စားဘူးဆိုမသိဘူးဒါ။လေးလာတဲ့ပုဂ္ဂိုလ်တော့ပဲသိကြတာဖြစ်တယ်။အဲ့တော့မလေးလာပဲနေချင်းသည်မသိခြင်းအကြောင်းတစ်ခုပဲ။မလေးလာရင်မသိဘူးဆိုတဲ့အဖြေအတိုင်းပဲ။ဖြစ်ရဘွားမှာမလေးလာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကအသိဉာဏ်နဲ့ပါသွားတာ။ အေးလေးလာတယ်လိုက်စားတယ်ဖတ်တယ်ရှုတယ်စုံလန်းတယ်မေးမြန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုတာအဲ့ဒါပြောတာကံဆိုတာကိုလှုပ်တာကိုရတာအဲ့ဒါပြောနော်ကိုမလှုပ်ရင်တော့ဘာတစ်ခုမှရအောင်မဟုတ်ဘူးကိုလုံးမှကိုရတယ်အဲ့ဒီသဘောတရားကိုလက်ခံယုံကြည်တဲ့မြင်ကို ဘာခေါ်တော့ဆိုကမ္မတက္ကတာတမ္မဒိဋ္ဌိတဲ့ဘုရားဘာသာဖြစ်ရင်အ ਨੇ ဆုံးအဲ့ဒီကံကံဤကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရကံကံဤကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရကံကံဤကျိုးငင်းပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေနဲ့တွေးဖြီးသွားပြီသူကမှန်ပါတယ်နော်တွေးဖြီးသွားပြီ ကဲစဉ်းစားကြည့်အောင်ကံကံဤအကျိုးကိုလက်ခံသူနဲ့လက်မခံသူဒီနှစ်ယောက်ပဲကြည့်လက်ခံသူကဘလို့စဉ်းစားလက်မခံသူကဘလို့စဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့ငါကံကံဤအကျိုးလက်မခံဘူးဆိုရင်ဘလို့လုပ်လဲ ေးကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူးမကောင်းတာလုပ်လဲကောင်းကျိုးမကောင်းတဲ့ကျိုးမရပါဘူးဒါရီကအပူပဲကိုလုံးချင်တာလုပ်မယ်ဆိုတဲ့လူတယောက်ဟာကိုလုံးချင်တာလို့ဆိုရဲကောင်းတာလုပ်ချင်တာနဲတယ်မကောင်းတာလုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအဆိုးဘက်သွားပါဘုရားအေးကံကံအေးကျိုးလက်မခံဘူးဆိုကြရအဆိုးဘက်ရောက်သွားတယ် လမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မမခံတော့ကောင်းတဲ့လုပ်ဖို့မစဉ်းစားတော့အေးကံကံဤကျိုးယုံကြည်လက်ခံတဲ့ကမ္မသက္ကတသမဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလို့ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလို့မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်အေးကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ် ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုံးမလာပဲဘုရားတော့ဘုရားဗတာဝင်သူတော်စင်ကြီးစဉ်းစားကြည့်ကုသိုလ်ကောင်းမှုတွေလုံးနေကြတာအနည်းဆုံးနောင်မွားချမ်းသာဖို့ လူတွေပြောလို့ရှိတယ်တို့မရှိလို့မလူမလူလို့မရှိဒီတန်တရားကထွက်နေမှာမဟုတ်ဘူးရှိတာလေတော့လှူမှပဲဆိုရအတွေးလေးတွေဝင်လာကုသိုလ်ကောင်းမှုတော့လုံမှပဲကုသိုလ်ကောင်းမှုမလုပ်ရင်တန်တရားမှာလူဘဝနှိမ့်ချသွားလိမ့်မယ်ကုသိုလ်တော့လုံမှပဲဒါယုံကြည်တာပဲတည်းအဲ့ဒါလိုယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလုပ်ဖြစ်သွားတယ်အဲ့တော့ရလတ်အနေနဲ့ကြည့်မကောင်းဘူးလား လမ်းချောင်းပွင့်သွားတယ်လို့ပြောတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ငါတို့ဟာဖရာသခင်ကဖန်ဆင်းလို့ဖရာသခင်ရဲ့အလိုတော်ချပဲလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းတဲ့လုပ်ဖို့စဉ်းစားမှမဟုတ်တော့ဘူးနော်ဘာဖြစ်လို့တော့ဆိုရင်သူ့ကိုအဆုံးဖြတ်ပေးနေတာကိုလုတဲ့အလုတ်ကအဆုံးဖြတ်ပေးတာမဟုတ်ဘဲနဲ့ဖရာသခင်ကအဆုံးဖြတ်ပေးတာဖရာသခင်ကိုပဲထိုင်ရှိခိုးနေဖို့ ဆုတောင်းနေဖို့ blessing ပေးပါလို့ဒါပဲရှိတော့မှာပေါ့နော်ကိုကိုရင်လှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ကြတော့အဲ့တော့ဒါကြောင့်မို့လို့ဘုရားဘာသာဖြစ်ဖို့ရာကံကံဟိကျိုးလက်ခံသိမြင်တဲ့ကမ္မတက္ကတာသမာဓိဋ္ဌိဉာဏ်ရှိရမယ်လို့ပြောအဲ့ဒါမရှိရင်ဒူတော်လူကောင်းကိုမဖြစ်နိုင်ဘူးနော် ကံကံဟိအကျိုးယုံကြည်လက်ခံမှလူတော်လူကောင်းဖြစ်တယ်လို့သူမှတ်သားကြเนาะနောက်တစ်ခုပြောရမယ်ဆိုလို့ရှင်ကံကံဟိအကျိုးလက်ခံပြီဆိုလူတော်လူကောင်းဖြစ်တယ်ရသော်ဘုရားကလူတွေကိုမဆိုးသွမ်းအောင်မနဲ့ထိန်းဟုံးဆိုကမ္မတက္ကတသဝရိတိညံနဲ့ထိန်းပေးတာတခြားဘာသာတွေကြတော့ဘုရားဒီ ဖန်ဆင်းရှင် God ဆိုတာ ਨੇ ထိန်းတာလေသူတို့လည်းအကျိုးသက်ရောက်မှုတော့ရှိတဲ့တော့ရှိပါเนาะမကောင်းတဲ့လောကနေပြီးတော့မလုံဖို့ထိမ့်ပေးတာကြတော့ကောင်းပါဘုရားဝါသာတွေကြတော့အမှန်သိပြီးတော့ဒီလူတွေရဲ့ကိုကျင့်တရားကိုထိမ့်ပေးဘာနဲ့ကိုကျင့်တရားထိမ့်လို့ဆိုအေးမကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးရလိမ့်မယ် ငါကိုကျင့်တရားပြပြလို့မဖြစ်ဘူးကိုကျင့်တရားကောင်းအောင်လုံးမှာဖြစ်မယ်ဟောဒီအတွေ့ဝင်လာနောက်တစ်ခုကျတော့ဗာလဲထိန်နုံလို့ဆိုလို့ရှင်ကိုကျင့်စာတရားနဲ့ထိန်ရသဗျာကိုကျင့်စာတရားဟောတာ ਨੇ လူတွေကိုလူတော်လူကောင်းဖြစ်အောင်ထိန်ပေးတာဘလို့ထိန်ပေးလို့ဆိုရင်ငါမကြိုက်တာကိုသူများလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူး အဲ့တော့ကိုချင်းစာတရားထားတယ်ကိုမကြိုက်တဲ့လို့ပါလူသူများလုံးပါလေမလုံပါနဲ့မလုံချင်ပါဘူးကိုမလက်မခံနိုင်တဲ့အရာကိုသူများကိုတော့မလုံပါနဲ့ဆိုတော့ဟောဒီအတွင်းရလည်းပဲလူတော်လူကောင်းဖြစ်ဖို့မရောက်စေဘူးလားရောက်စေတာပဲဒါကြောင့်မို့ကိုချင်းစာတရားဆိုတာလည်းလိုအပ်တယ်ကမ္မတက္ကတကိုချင်းစာတရားဆိုတာတော့ရိုးရိုးစဉ်းစားတာကိုနဲ့နှိုင်းစပြီးတော့စဉ်းစားတာ ်ရသော်ဗျာဟောတဲ့တရားထဲမှာကိုချင်းသာတရားကိုပါဠိစကားလုံးနဲ့ပြောပါဆိုရင် အတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့နိုင်ရှင်ပြီးတော့ခြေတာဘယ်ဘယ်လောက်ပဲဖြစ်ဖြစ်ဥမာမဲ့သူများကိုဆဲမယ်ဆိုရင်ငါဆဲရင်ရောကြိုက်မလားဟောမကြိုက်ဘူးငါကိုလာဆဲငါမခံနိုင်ဘူးအဲ့တော့ငါလည်းသူများမဆဲနဲ့ငါကိုရိုက်ရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူများမရိုက်နဲ့ ငါပစ္စည်းလာပြီးတော့မတရားယူရင်ငါကြိုက်မှာမကြိုက်ဘူးအဲ့တော့သူပစ္စည်းတော့မယူနဲ့ဆိုဟောကိုယ့်ကိုလူတော်လူကောင်းဖြစ်အောင်ကိုကျင်းစာတရားထားတာတရားမှန်တယ်ဗျာတေးမှာကြောက်ကြတာကြီးပဲရိုင်းနေခံရမှာအပြစ်ဒဏ်ခံရမှာကြောက်ကြတာကြီးအဲ့တော့သူများကိုရိုင်းနေဖို့ဒုက္ခပေးဖို့မစင်စမ်းနဲ့ကိုလည်းဒုက္ခကြောက်ကြောက်တယ်သူလည်းဒုက္ခကြောက် အဆင်ပြေတာကိုအလုံးကြိုက်ကြတယ်ဒါကြောင့်မို့သူတို့တတ်နိုင်အဆင်ပြေအောင်ပဲလုပ်ပေမဲ့အဆင်မပြေအောင်မလုပ်ဘူးဟုတ်တာဒီတွေးနှစ်ခုဟာလူတော်လူကောင်းဘဝသို့ရောက်အောင်ပို့ဆောင်ပေးတာ ਨੇ တူတူပဲအဲ့ဒီတွေးမရှိဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့ခက်တယ်လူတော်လူကောင်းဒါကြောင့်မို့ဒီအတွေးဟာတမန်အလွယ်လေးလို့မအောင်မိနဲ့မြတ်စွာဘုရားပွင့်မှာ သို့မဟုတ်သူတော်ကောင်းတွေနဲ့ကြုံတဲ့အခါမှာဒီအတွေ့အမျိုးရရှိတာဖြစ်တယ်။အနုဘုဆိုရင်လူတွေရဲ့စိတ်ဓာတ်မှာဘာရှိတော့ဆိုအင်အားကြီးတဲ့ပုဂ္ဂိုလ်ကအင်အားနည်းတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တာပဲဖြစ်တယ်။ပူကြတယ်ဆိုတာနော်။ပူကြတယ်ဘူလီလို့ခေါ်တယ်ပူကြစုံမိုးတာ။အင်အားမရှိတဲ့ပုဂ္ဂိုလ်အင်အားရှိတဲ့ပုဂ္ဂိုလ်ကဖိနှိပ်တယ်။ ညင်ပန်းတယ်နှိမ့်ဆက်တယ်တရိษံလောကကြည်လိုက်လေတရိษံလောကကြည်လိုက်အင်အားကြီးတဲ့အကောင်ကအင်အားမကြီးတဲ့အကောင်ကသတ်စားနေတာပဲလေတော့လူလောကမှာအဲ့ဒီအနေထားမျိုးကကောင်းတဲ့အနေထားမှာမဟုတ်တာတော့တရိษံလောကအနေထားမျိုးရောက်သွားနိုင်တယ်ပေါ့ဘူကြဆိုးမိုးတယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်တော့ဘူး ညာတာတဲ့ကျင်နာတရားထားတဲ့ဒုနဒုယမင်းကူညီတယ်ဆိုတာလူသားတွေအတွက်တမိုးချီမာတဲ့အရာဖြစ်တယ်။ဒါကြောင့်ကိုကျင့်တရားကိုဗာနဲ့ထိန်းလို့ဆိုကမ္မတက္ကတာသမာဓိဋ္ဌိနဲ့ထိန်းတယ်နောက်တစ်ခုကဗာနဲ့ထိန်းကိုကျင့်စာတရားနဲ့ထိန်းကိုကျင့်စာတရားဆိုတာမေတ္တာနဲ့အကျင်နာပဲဖြစ်တယ်။တနည်းအားဖြင့်ပြောရင်မေတ္တာနဲ့ကရုဏာပေါ့နော်။အဲ့ဒါနဲ့ထိန်းသိမ့်တာလောကကြီးတစ်ခုလုံးဟာ လူသားပြီပြီတဝတူမနှိမ့်ဆက်ဖို့မညှင်းဆဲဖို့အနိုင်မကျင့်ဖို့ဆိုတာလေကံကံရေးအကျိုးကိုသိမြင်ခြင်းအပြင်နဲ့ထိနေကိုကျင်းစာတရားဖြစ်တဲ့မေတ္တာကရုဏာနဲ့လည်းထိနေလို့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲအခြေခံကြတဲ့အဆုံးအမအဲ့ဒီအခြေခံကြတဲ့အဆုံးအမပျောက်ကွယ်သွားပြီဆိုရင်စဉ်းစားကြည့်ကံကံရေးအကျိုးလက်မခံဘူး ဖရာသခင်ကတတဝါတွေကိုတပ်ပြီးပူဇော်ရင်သူ့ရဲ့ကောင်းကင်ဘုံရောက်တယ်ဆိုရင်တတ်ကြတာပဲလေရှင်နဲ့ပူဇော်တယ်ဟောကောင်းကြီးပေးတယ်ဆိုတတ်ကြမှာပဲလူတွေဟာကိုချင်းစာတရားဆိုတာကင်းမဲ့ပြီးတော့တူတူနိုင်ခြင်းတဲ့ဘဝမျိုးရောက်ရှိသွားတယ်အဲ့ဒါအဆင်ရောက်တဲ့လူဟာဒီတရိစ္ဆာန်အဆင်ရောက်သွားခြင်းပဲဖြစ်တယ်ပေါ့ ဒါကြောင့်ဒုတိတွေဟာမြတ်စွာဘုရားရဲ့ဆုံးမကိုသိရှိနားလည်ကြသည့်အတွက်ကြောင့်လူအစဉ်တန်းမှာလူသိခါရှိရှိနဲ့နေနိုင်ကြတာလို့သူတို့အောင်မိပြီတော့နော်လူသိခါနဲ့နေနိုင်ကြတာဟာမြတ်စွာဘုရားရဲ့ဆုံးမကြောင့်ပဲဖြစ်တယ်။အဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမဒါရင်လားလို့ဆိုမဟုတ်သေးဘူးဒါအခြေခံနဲ့ပြောတာ။ကမ္မတက္ကတာတမဒိဋ္ဌိပြီးလို့ရှိရင် วิปัตตนาตมะไดฐิเลยเอริวิปัตตนาตมะไดฐิဆိုတာวิปัตตนาวิဆိုတာထူးခြားတဲ့ပัตตนาရှုမြင်သုံးသပ်မှု သူများတွေနဲ့မတူတဲ့ထူးခြားတဲ့ရှုမြင်သုံးသပ်မှုတနည်းအားဖြင့်ပြောမယ်မမြဲတဲ့သဘောဆင်းရဲတဲ့သဘော အလုံးကမြဲတဲ့ထင်းနေတဲ့ထင်းမဲ့မမြဲတဲ့သဘောအလုံးကချမ်းသာလို့ထင်းနေတဲ့ထင်းမဲ့ဆင်းရဲတဲ့သဘောအလုံးကကိုလို့ရင်ဖြစ်တယ်လို့ထင်းနေတဲ့ထင်းမှာကိုလို့ရင်ကိုလို့တိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒီလို꽌꽌ပြားပြားရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာသိပြီနဲ့တမ္မဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခု ကမ္မတက္ကတသမ္မဒိဋ္ဌိဆိုတာတော့ဖျားမပွင့်လဲပဲပညာရှိ သူတော်ကောင်းတွေရဲ့ဆုံးမကိုရတယ်ရသေသူတော်စင်နေဖျားမပွင့်တဲ့အချိန်မှာပစ္စေကဗုဒ္ဓရေသူတော်ကောင်းတွေပညာရှိတွေရဲ့ဆုံးမနဲ့ကမ္မတက္ကတသမ္မဒိဋ္ဌိအတိညာဟောရနိုင်ကြဝိပဿနာသမ္မဒိဋ္ဌိဆိုတာကြတော့ဖျားပွင့်မှပဲရတယ်ပစ္စေကဗုဒ္ဓဆရာတော်မရနိုင်ဘူး မြတ်စွာဘုရားပွင့်မဝိပဿနာသမာဓိဋ္ဌိဆိုတဲ့အသိဉာဏ်ရတယ်မြတ်စွာဘုရားကဘာပြောခဲ့သလဲဘာဟောခဲ့သလဲဆိုပြိဏိဗန်စံဃာနိမသူပတ္တဆိုတဲ့ပြပိုက်ကလာပြီးတော့မေးတယ်မေးတဲ့အခါမှာမြတ်စွာဘုရားကသူပတ္တအဲ့ဒါလေးမေးမနေနဲ့အချိန်မရှိဘူး ငါရှင်းရှင်းပြောလိုက်မယ်မကင်ရှိပါအကျင့်တရားမရှိဘူးဆိုလို့ရှိရင်အစင်လေးမျိုးဟာမရှိနိုင်ဘူးတဲ့သောတပန်တက္ကရာကအနာဂတ်ဆိုမရှိနိုင်ဘူးငါရဲ့အတွေ့အကြုံနှစ်ပေါင်း52နှစ်အတွေ့အကြုံပြောလိုက်မယ်တဲ့ဝိပဿနာတမဋိဋ္ဌိရဲ့ဒစိတ္တိသာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တော် တိသာသနာရဲ့အပြစ်မှာမရှိဘူးအပြည့်အစုံဟောဖို့ဆိုတာမဆိုထားပြီတစိတ်တတိသာတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး52နှစ်အတွေ့အကြုံဆိုတာဘာပြောတာလဲမြတ်စွာဘုရားရဲ့အလောင်းဟာ29နှစ်တောထွက်တယ်တောထွက်ပြီးတရားကျင့်တာဘယ်နှစ်နှစ်6နှစ်ဘုရားဖြစ်နေတရားလှည့်ဟောတာ45နှစ် 45ရဲ့6ရဲ့ပေါင်းတဲ့အခါအဲ့ဒီ52နှစ်ကိုပြောတာအဲ့ဒီ52နှစ်တရားရှာတရားဟောတဲ့အတွင်းမှာကြည့်လိုက်ရင်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့အပြည့်အစုံမပြောနဲ့တစိတ်တည်းသာလေးဟောနိုင်တဲ့ပုဂ္ဂိုလ်တော်မှာပဲဒီသာသနာမှတပါတခြားမှမရှိဘူးအဲ့တော့ဝိပဿနာသမ္မဒိဋ္ဌိသည်ဘုရားဘာသာဝင်တို့ရဲ့ရသော်ပြားရဲ့ ကိုယ်ပိုင်တရားဖြစ်ပြီးတော့ဘုရားဘာသာဝင်တို့တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်တယ်။ဘုရားပွင့်မှရတဲ့ဓမ္မလက်ဆောင်ပဲ။နော်။အဲ့ဒီလက်ဆောင်ကိုဘုရားပွင့်ရဲ့တန်နဲ့ကိုကိုယ်တိုင်နဲ့လုံးနိုင်ရဲ့တန်နဲ့မယူလိုက်ဘူးဆိုရင်တော့မယူတဲ့လူပဲ။မှန်ပါဗျာ။နော်။